တရုတ်နိုင်ငံရဲ့ပုံကွယ်နေတဲ့နေရာအချို့ကအခြားကဘာတစ်ခုကရောက်ရှိလာတယ်လို့မျိုးစိတ်ကူးရင်ဆန်လွန်းတာကြောင့်လက်ခံဖို့မလွယ်ပါဘူး။စီချွန်ပြည်နယ်စဲကျူးကျိုင်ဝမ်အတွင်းမှာတရှိတဲ့ဒီနေရာကကဘာအကြီးဆုံးတိဘက်ဗုဒ္ဓဘာသာသင်တန်းကျောင်းကြီးဖြစ်ပါတယ်။တောင်ဆောင်တွေပေါ်မှာထင်းရှူးသားနဲ့ဆောက်လုပ်ထားတာကြောင့်အိမ်ပေါင်းထောင်ချီကအနီရောင်တောက်ပနေပါတယ်။ဗုဒ္ဓဘာသာကိုလိလသင်ယူနေကြတဲ့ယဟန်နဲ့တီလာရှင်တွေနေထိုင်ရာနေရာဖြစ်ပြီး1980ပြည့်နှစ်ကဆရာတော်ဂျီကမီဖွန်ရှော့ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဂူဂျိုးပြည်နယ်ရဲ့တိမ်တိုက်တွေကိုဖျက်ချော်ထိုးထွင်းနေတဲ့ဖန်ချင်းရှမ်းတောင်ကဝိညာဉ်ရေးရနေရာတစ်ခုဖြစ်ပါတယ်။ဖျားဖူးတွေကကြောက်ဆောင်တွေကိုထွင်းထားတဲ့လှေကားကနေခြေလမ်းပေါင်းထောင်ချီအောင်လို့တက်ကြရပါတယ်။ထိတ်ဆုံးမှာကျင်းမြောင်းတဲ့တောင်ကြားပေါ်မှာဖျားเจ้าနှစ်เจ้าကဘေးချင်းရှင်တွဲတည်ရှိနေပါတယ်။ဒနာဤတွေအရတော့အနာကမှာပွင့်တော်မူမဲ့ဖရာတစုကဒီနေရာမှာပွင့်တော်မူမယ်လို့ပြောကြပါတယ်။ခီနန်ပြည်နယ်လွမ်းချန်ခရိုင်မှာတည်ရှိတဲ့လောင်ချန်ရှမ်းတောင်ကတာအိုဘာသာရဲ့မူလအစဖြစ်တည်ရာဌာနေတစ်ခုလည်းဖြစ်ပါတယ်။ လာအိုစီကနှစ်ပေါင်း2500ကျော်ဒီနေရာမှာနေထိုင်ပြီးတရားတော်တွေကိုဟောကြားကြင်ကြံပါတယ်။တောက်ပတဲ့ရွှေရောင်ဖျားကြောင်းတွေတောင်ဆောင်တစ်ချောင်းမှာပြောင်းကျင်းနေပြီးတိမ်ဖုံးတဲ့တောင်ထွတ်တွေနဲ့အီဂျန်တာယာတဲ့တစ်တော်တွေကဝေးရံထားပါတယ်။